အားလုံးမင်္ဂလာပါဗျာ HR ကြီးကနေကြိုဆိုပါတယ်အဲဒီနေ့မှာတော့ဒါကျွန်တော်တင်နန်းတော်ရဲ့အတ္တစလေးဖြစ်ပါတယ်ဗျာဒါလေးကိုကျွန်တော်အပွင့်လိုက်ပေးမှာဖြစ်ပါတယ်အဲတော့ကျွန်တော်အပွင့်လိုက်မှာတော့ဒီခုံကျိုးလေးတွေကိုပဲအပွင့်လိုက်ပေးမှာဖြစ်ပါတယ်ဗျာအဲတော့တခြားနေရာတွေတော့မရဘူးဗျာတခြားနေရာတွေကပြောမယ်ဆိုရင်ကြောက်သားကျဲတယ်ပေါ့ဗျာနော်ကြောက်သားကျဲတယ်ကြောက်သားယော့တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီနေရာတွေကပမာမရပါဘူးအဲ့တော့ကျွန်တော်အပွင့်လိုက်ပေးမယ့်နေရာလေးတွေကတော့ဒီခုံကျိုးလေးတွေကိုပဲအဓိကထားပြီးမှလိုက်ပေးမှဖြစ်ပါတယ် ကျွန်တော်တို့အနာရှင်းလားမရှင်းလားကြည့်ကြအောင်ဗျာအာဒီနာလေးမှာတော့တစ်ချက်တော့ပါလေးတယ်ပေါ့ဗျာနော်ဒီနာလေးမှာတစ်ချက်ပါလေးတယ်အာဒါကြောင့်မို့ကျွန်တော်ကဒီဗနာလေးကိုတပွင့်အဲအရာယူမှာပေါ့ဗျာနော်ဆိုတော့ဒီနေရာတော့ဒါတော့အ내ကြီးနံဖြစ်ပါတယ်နော်အ내ကြီးနံဖြစ်ပါတယ်ခဏကဲကြည့်မယ်ဗျာနော် အဲ့တော့ဒီနေရာတော့ကျွန်တော်တို့အနယ်ကြီးနန်းဖြစ်ပါတယ်။ဒီ open အချမ်းတော့ဘာမှမရတော့ဖြစ်တဲ့တည်းကျွန်တော်ကဒီဒီတိုင်းပဲဖြတ်ချပြစ်လိုက်တော့မှာပေါ့ဗျာ။ဒီတိုင်းပဲဒီအနာအတိုင်းပဲဒါနင်းချပြစ်လိုက်တော့မှာ။ပြီးရင်ဒီထိပ်ပြက်နာလေးမှာဒါသူကအနာလေးတစ်ခုပါရရပေါ့ဗျာ။အနာလေးမပါရင်တော့တိတ်ကောင်းတာပေါ့။အခုကအနာလေးပါတော့ဒီနာလေးကိုကျွန်တော်ကတပွင့်ယူမယ်ပေါ့။ ပြီးရင်ကျွန်တော်တို့ကနောက်ထပ်ဒီဘက်ကိုဒီဘက်ကတော့နည်းနည်းလေးတော့အနာရှင်းတယ်ပေါ့ဗျာအနာရှင်းတာဖြစ်တဲ့အတွက်ကျွန်တော်ကအာဒီဖုန်ချိုးလေးကိုအရာယူမှာပေါ့အာအလုံးမြင်ရလားမသိဘူးဗျာနော်โอเคအပီးကျွန်တော်နောက်ထပ်ဒီဘက်ကိုစပီမှာအာယူမှာပေါ့အာဒီဘက်နားလေးမှာတပွင့်ပေါ့အလောလောတဲ့အနေထားအရာကတော့၃ပွင့်ရပါတယ်ဗျ၃ပွင့် ုံးပွင့်ဒီဘက်ကိုစစ်ပြီးမှကြည့်ကြည့်မယ်ဒီဘက်ကိုစစ်ပြီးမှကြည့်ကြည့်လိုက်တော့ဩဒီမှာဒီနေရာမှာခုံးစီကောင်းတာလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ခုံးစီကောင်းတာလေးတွေ့ရတာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်ထိတ်ကိုလေးလဲဒါအပွင့်လေးတပွင့်ရအောင်ယူမယ်ပေါ့ဗျာနော်ကဲအရင်ဆုံးကျွန်တော်တို့ဒီအနေကြီးနှန်းကိုအရင်ပိုင်းကြည့်လိုက်မယ်ဗျာပိုင်းကြည့်ပြီးမှဘယ်လိုလာမလဲဆိုစစ်ကြည့်တာပေါ့အဲဒါလေးကတော့ကျွန်တော်အနေကြီးနှန်းကိုနင်းပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ် ကဲကြည့်ကြည့်အောင်ဗျာနော်ခုံကျိုးထူလားမထူလားပေါ့ခုံကျိုးထူရင်တော့ပိုကောင်းတာပေါ့ဗျာနော်ကဲသွားမယ်သွားမယ်ဟွာဟောမဆိုးရနော်အာခုံကျိုးလေးရောအာဒါမဆိုးထူတယ်လို့ပြောလို့ရတာပေါ့ဗျာနော်ကဲဒီဘက်ကိုကြည့်ကြည့်ရအောင်လားဒီဘက်နေထားကျွန်တော်တော့ဒီဘက်ကိုတော့ကောင်းသားအနေနဲ့တွေ့ထားတာပေါ့ဗျာနော်အဲ့ဒါတော့ကြားပါတော့နော်အဲ့ဘက်ကနှစ်ပွင့်အဲ့တော့ဒီဘက်ကိုတော့ကျွန်တော်ခေါင်းစားအနေနဲ့တွေ့ထားတယ်ဗျ um ဆိုတာတော့မဆိုးဘူးညာเนาะဒါမှခုံးရဲ့အစီကျိုးလေးပေါ့ဗျာเนาะဒါခုံးအစီကျိုးလေးဖြစ်ပါတယ်ကျွန်တော်တို့ကအပွင့်လိုက်တဲ့ခါကျရင်ဒါလေးတွေကိုကျွန်တော်တို့ကဟိုဒီဟိုပါเนาะအဓိကထားပြီးမှလိုက်ရတာဖြစ်ပါတယ်အဓိကထားပြီးမှပုံချရတာပေါ့ဗျာအဲ့တော့ဒါလေးကိုကျွန်တော်ကရအောင်အပွင့်လိုက်ထုတ်မှဖြစ်ပါတယ်အဲဒီမှာပေါ့เนาะဒါလေးကတော့ကျွန်တော်အပွင့်လိုက်ထုတ်ပေးမယ့်နေရာလေးဖြစ်ပါတယ်ကဲအဲ့လို့ဆိုရင်ကျွန်တော်တို့ကြည့်ကြည့်အောင်ဗျာเนาะဒီကောင်လေးကိုအပွင့်လိုက် ဒါလေးကတော့ကျွန်တော်တို့အပွင့်ပုံချပြီးသွားတဲ့အနေထားလို့ဖြစ်ပါတယ်အပွင့်ထုတ်ပြီးသွားတဲ့အနေထားလို့ပေါ့ဗျာကဲကြည့်ကြည့်တာပေါ့အစိုးရလာတယ်နော်ကျွန်တော်မှန်းထားတဲ့အတိုင်းပဲအာပဲကြည့်လေးရတာပေါ့ဗျာအကြောက်စီကြောက်သားလေးတော့ကောင်းတယ်ကာလာလေးလည်းလာတယ်ပေါ့ဗျာကျွန်တော်တို့ကခုံလေးတွေကိုအပွင့်ထုတ်တဲ့အခါမှာကျွန်တော်တို့ကအသားတွေမပါရင်တော့ပိုကောင်းတယ်ပေါ့အသားတွေမပါအောင်ပြီးစိုက်ပြီးမှထုတ်ရတယ်ပေါ့ဗျာ อืมลองดูละเนาะโอเคจาเลတော့ยาပါจ้ะนะနောက်ထပ်စပီမာထုတ်ဝင်ရနောက်ထပ်စပီမာကဒီကောင်လေးထုတ်มาဖြစ်ပါတယ်ကဲကျွန်တော်ရှေ့ပိုင်းကပြောခဲ့သလိုပါเนาะအာဒီနားလေးမှာသူကအနာလေးပါတယ်ဗျအာဒီမှာကြည့်ရအောင်เนาะဘာသာဒီနားလေးမှာသူကအနာလေးပါတယ်အနာလေးတကြောင်ဆိုတော့ကျွန်တော်ပြောတဲ့အနာတိုင်းလေးတွေလောက်ဖဲပါမယ်ဆိုတော့ဒီနေရာမှာနှစ်ပွင့်ရမှာပေါ့ဗျာ ဒီနေရာမှာနှစ်ပွင့်ရမယ်။အဲ့တော့ဒီနှစ်ပွင့်ကိုအရင် ထုတ်ကြည့်မယ်ပေါ့။ဒီဘက်တစ်ပွင့်ရတော့ကျွန်တော်ပြီးမှာပဲထုတ်ပေးပါမယ်။အဲ့တော့ဒီဘက်တစ်နှစ်ပွင့်ကိုအရင်ထုတ်ကြည့်လိုက်မယ်ဗျာ။အာဒါလေးရတော့ခဏနေရနှစ်ပွင့်လေးကိုကျွန်တော်ထုတ်ပြီးကြတဲ့အနေထားလေးဖြစ်ပါတော့အာတော်တော်လေးကိုမှလာပါတယ်ဗျကြောက်စီကြောက်တာကောင်းပါလေဟွန်းကလာလေးရတော့ share ပဲပေါ့ဗျာ ်ကဲကျွန်တော်အောက်ဖက်ကနောက်ထပ်တပွင့်ကိုစပြီးမှထုတ်ပြမယ်ဗျာနော်အောက်ဖက်ကတပွင့်ကိုထုတ်ပြပေးပါမယ်။ကဲဒီနေရာပါပေါ့နော်။အာဒီနေရာလေးလှလေးရပေါ့နော်။ဒါကျွန်တော်ကဒီအထိတ်လေးကိုအဓိကယူပြီးမှအပွင့်ထုတ်မှဖြစ်ပါတယ်။အဲ့တော့ဒီအစားတစားလုံးမှကြည့်လိုက်ရင်ဒီအောက်ဖက်ကအသားတွေကဘာမှမရအောင်ပေါ့ဗျာ။အဲ့လုံးဝကြောက်သားကျဲတယ်ပေါ့ ဆိုတော့ဒါမျိုးပါလေဆိုရင်ကျွန်တော်တို့ကအပွင့်ထုတ်တယ်တည်းထည့်လို့မရဘူးဒီကောင်ကသူကခုံလေးရကာလာလေးလဲလာတယ်အဲ့ဒီနေရာမှာအစီလေးကွက်ပြီးမှလာနေတာပေါ့ဗျာကြောက်စီလေးကွက်ပြီးမှလာဒါကြောင့်မို့ကျွန်တော်တို့ကဒီနေရာလေးတွေကိုရအောင်အပွင့်လိုက်ထုတ်တာဖြစ်ပါလားကဲကျွန်တော်တို့ဒီနေရာလေးကိုအပွင့်ထုတ်ပြီးတဲ့အနေထားလေးကြီးကြီးမျိုးပါ ဒါလေးကတော့ကျွန်တော်အပွင့်ထုတ်ပြီးတွားတဲ့အနေအထားလေးဖြစ်ပါတယ်ဗျ။အပွင့်ပုံချပြီးတွားတဲ့အနေအထားလေးပေါ့နော်။အဲကျွန်တော်ခဏနေရပြတဲ့ထိပ်ပိုင်းလေးကိုတေချာလေးရအောင်လိုက်ထုတ်ပေးထားတာဖြစ်ပါတယ်။ကြောက်စီကြောက်သားလေးတော့ကောင်းတယ်ဗျ။အစီလေးလာအစီလေးကောင်းတယ်ပြီးတော့ကလာလေးလည်းလာတယ်ပေါ့ဗျာ။အလုံးပေါင်းကျွန်တော်၄ပွင့်ရပါတယ်ဗျ။အာကျွန်တော်ရှေ့ပိုင်းကပြောခဲ့တယ်လို့ပေါ့နော်။အဲဒါမြင်းလေးနဲ့ဆွဲပြီးမှပြပေးခဲ့တယ်လို့ပေါ့။၄ပွင့်ရပါတယ်။ ဒါတွေကတော့ဘေးပုတ်စားတယ်ပေါ့နော်ဒါတွေကတော့ဘာမှမရတော့ဘူးကြည့်ကြည့်ကြည့်မယ်ကွာနော်ဒီလေးပေါ့ဟာကာလာလေးတော်တော်လေးကိုမှလာပါတယ်ကွာကြောက်ပိုင်ရှင်အတွက်တော့မင်္ဂလာဖြစ်ပါစေဗျမင်္ဂလာဖြစ်မဲ့အနေထားလေးရှိပါတယ်နော်ဘာကြောင့်မို့လဲဆိုတော့ကြောက်ကတော်တော်လေးလာပါတယ်ကွာကာလာလေးလာတာပေါ့ဗျာဒီလိုမျိုးကာလာလေးဆိုရင်တော့ဒါလူကြိုက်များတဲ့ကာလာလေးတွေဖြစ်ပါတယ် ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ